ဟုတ်ပြီဒါဆိုရင်ပြန်လို့ဒီမှာဒီစီလိုင်းလေးရတော့ဒါမကြခဏပေါ့နော်ဒါကစားပြစ်တဲ့လိုင်းလေးပဲပေါ့နော်ဒီသုံးလုံးပေါင်း9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 ပရိတ်၃ခုပေါင်းရင်9ဆိုပြီးတော့9ဖြစ်ချင်းဒီတမျိုး2မျိုး3မျိုး4မျိုး5မျိုး6မျိုးကစားတယ်အဲ့လို6မျိုးကစားပြီးတော့မှ9ရဲ့နက္ခတ်6ထိပ်လို့သူထည့်နော် ဒုတိယကမှလည်းအဲ့လိုပဲ၃လုံးကို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 ပြိတ်၃ခုပေါင်းကိုကိုဖြစ်ချင်းဒီ၁မျိုး၂မျိုး၃မျိုး၄မျိုး၅မျိုး၆မျိုးကစားတယ်အဲ့လိုကစားပြီးတော့မှကိုရဲ့နှက်က၆ထိတ်လို့သူထိတ်ခဲ့ဟုတ်ပြီဒါဆိုရင်ဦးနှံတို့ဒီတတိယကမှလည်း၃လုံးပေါင်းကို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 ပြိတ်၃ခုပေါင်းချင်းကိုလို့ကစားပြီးတော့ကိုရဲ့နှက်က၆ထိတ်လို့ကစားခဲ့အဲ့တော့ကိုဖြစ်ချင်းဒီ၁မျိုး၂မျိုး၃မျိုး၄မျိုး၅မျိုး၆မျိုးလို့ကစားခဲ့ကဲဟုတ်ပြီ ါတိုင်ပင်ကိုဥနိုင်ကတည့်လိုက်တာတိုင်ပင်ကိုအဲ့လိုတည့်လိုက်တဲ့အခါမှာအဲ့တော့နော်အဲ့ဒီလိုတည့်ပြီးတာနဲ့ဒီပထမဦးဆုံးစပြီးတော့ဖြစ်ခဲ့တဲ့ဒါကိုးဇက်လန်းနေယူရပေါ့အကုန်လုံးပေါ့နော်ကိုးဖြစ်နေတဲ့ကစားတဲ့တော့ကိုးဒါကိုးဇက်လန်းပေါ့အဲ့ဒီကိုးဇက်လန်းနေနဲ့ပဲငန်းလေးတစ်ကွက်ကိုအကွက်ရွှေ့စနစ်နဲ့ဥနိုင်ကကစားမှာဟုတ်ပြီအဲ့ဒါဆိုရင်ဒီပထမအကတ်မှာကိုးပြည့်ရှင်းနေကစားခဲ့တဲ့အတွက်ဒီနှစ်ခဲကနော်ဒီနှစ်ခဲမှာ ကိုယ့်ရဲ့ပါဝါလေးထိပ်လေးခါလို့ကစားမယ်လေးခါလို့ကစားပြန်တယ်သူ့ရဲ့ဇောင်းမှာဒီသုံးလုံးပေါင်းခြင်းညီကိုလို့ပြန်ထည့်မယ်ထည့်ပြီးတော့သူ့ရဲ့ဘေးကကိုယ်သုံးသုံးဆိုတဲ့ကဏ္ဍဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တဲ့မှာဒီကဏ္ဍကဒီနေရာမှာအကွက်ရွှေဖြစ်နေကစားမယ်ကစားတော့မဲ့အချိန်မှာလည်းဒီခါနဲ့ဒီပရိနဲ့ကိုလို့ပုံတည်ထောက်မယ်ခါသုံးလုံးပေါင်းခြင်းညီရှစ်လို့သူကစားတယ်ရှစ်လို့ကစားပြီးတော့လည်းဒီပရိဒီ ွန်ပရိတ်လို့ကစားတယ်ပေါ့နော်အဲ့တော့ထောက်ချက်လေးတွေလည်းကောင်းတယ်လေးခါ၃လုံးပေါင်းချင်း၉သူ့ရဲ့ဘေးရကဏ္ဍတည်၄နှစ်မြောက်မှာထွက်တော့မဲ့အချိန်မှာခါ၃လုံးပေါင်းချင်း၈ပရိခွန်ကပုံသေး90လမ်းနေကစားခဲ့တဲ့အတွက်ခါနဲ့ပရိနဲ့ကိုလိုထောက်ချက်နဲ့ချက်နဲ့ဒီကနေ့ဒီကိုရွှေ့တယ်ဒါပထမတကက်ဒုတိယကမှလည်းအဲ့လိုပဲကိုပြရှင်နေကစားတယ်ဒီနေ့ထဲမှာ၄ခါ၄ရပါဝါဒီသုံးလုံးပေါင်းချင်း၉လိုဖြစ်တယ်သူ့ရဲ့ဘေးရကဏ္ဍနော်သူ့ရဲ့ဘေးရကဏ္ဍ ဒီကိုရှိတိဆိုတဲ့ကဏ္ဍကတနေ့နဲ့နဲ့သုံးနဲ့လေးနှစ်မြောက်တည်းမှာဒီနေရာမှာလိုက်ထွက်တယ်နော်အဲ့တော့ဒီကိုဇန်လန်းကြီးနဲ့ကစားခဲ့တဲ့အတွက်ကိုရှိတိဆိုတဲ့ကဏ္ဍဒီနေရာမှာထွက်တော့မယ့်အချိန်မှာခါသုံးလုံးကပုံသေးရှိဘရိတ်ခွန်လို့ထောက်မယ်ဒီခါနဲ့ဒီဘရိတ်နဲ့ပုံသေးကိုလို့ထောက်ပြီးတော့မှသူထွက်တယ်ဒါဒုတိယကဟုတ်ပြီဒါဆိုရင်တတိယကမှာဦးနိုင်တို့ကဒီမှာနော်ကိုဇန်လန်းကြီးကစားခဲ့တယ်သုံးလုံးပေါင်းကို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 ဘရိတ်သုံးခုပေါင်းရင်ကိုဆိုပြီးတော့ကိုဇန်လန်နေကစားခဲ့တဲ့အတွက်ဒီနေ့ချင်းမှာကိုရဲ့ပါဝါ၄ခါ လေးကားရဲ့ဒီဇောင်းမှာဒီသုံးလုံးပေါင်းကြီးကကိုးလို့ဖြစ်ပြီကိုးလို့ဖြစ်တာ ਨੇ သူ့ရဲ့ဒီဘက်ဘေးရကနန်းနော်ကိုးခုနှစ်ဆိုတဲ့ကနန်းဒီတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာဒီနေရာကိုလာကြမှာကြောက်ဖို့တော့ကိုလေခါသုံးလုံးပေါင်းကြီးကရှစ်လို့ပုံတွေထည့်တယ်ဗရိတ်ခွန်ပုံတွေထည့်တယ်လေးကားနဲ့ငါးဗရိတ်နဲ့ပုံတွေကိုးလို့ထည့်ပြီးတော့ဒီနေရာလေးကိုဒါကိုးခုနှစ်ဆိုတဲ့ကနန်းပတ်လေအကွက်ရွှေစနစ်နဲ့ကစားကျင်တာပေါ့နော်အဲကိုးခုနှစ်နဲ့ပတ်သက်ပြီးတော့ပြမယ်ဆိုရင်နောက်ထပ်အကွက်ရွှေကစားကွက်တွေ၃မျိုးလောက်ရှိတယ်သို့တော့ အချိန်လေးကိုငဲွက်ပြီးတော့ဦးနိုင်ကမပြတော့ဘူးပေါ့နော်ဒါလေးတစ်ကွက်ဒီစီးလေးတစ်ခုနဲ့ကိုလုံလောက်တယ်ပေါ့နော်အဲ့တော့ပရမအကတ်မှာပရမအကတ်မှာကိုပြည့်ရှင်နေကစားခဲ့တဲ့အတွက်ဒီသုံးလုံးကိုလို့ဖြစ်တဲ့နှစ်ထဲက၄ခါဒီသုံးလုံးပေါင်းရင်ကိုလို့ဖြစ်ပြီးတော့အော်ဒီနေရာလေးမှာပြောဖို့တစ်ချက်မေ့သွားတာဒီ၄ခါသုံးလုံးပေါင်းရင်ကိုလို့ဖြစ်တဲ့ဘေးမှာကိုထိတ်လို့လည်းဖြစ်ရမယ်ကိုထိတ်နဲ့ကနန်းဒီဒီနေရာကိုလာရွှေ့တယ်ရွှေ့တော့မဲ့အချိန်မှာခါသုံးလုံးရှစ်ဗရိတ်ခွန်း ်ခါးနဲ့ပရိနဲ့ကိုးလို့ဖြစ်ပြီးတော့မှထွက်တယ်ဒုတိယအကက်မှလည်းအဲ့လိုပဲကိုးဖြစ်ရှင်နေကစားတယ်ကစားပြီးတော့၄ခါ၃လုံးပေါင်းချင်းကိုးကိုဒီမှာကိုးထိတဲ့ကနန်းကိုးရှိတိဆိုတဲ့ကနန်းဒီဒီနေရာမှာလာရှိတော့မဲ့ချိန်မှာခါး၃လုံးပေါင်းချင်း၈ပရိခွန်ပုံဒီခါးနဲ့ပရိနဲ့ကိုးလို့ဖြစ်တာရဲ့ဘေးမှာထွက်တယ်ဒါဆိုရင်ဒီတတိယအကက်မှလည်းကိုးဖြစ်ရှင်နေအားလုံးကိုဖြစ်စင်တွေကိုတီလိုက်တယ်တီပြီးတာနဲ့ဒီမှာ၄ခါဒီ၃လုံးပေါင်းချင်းကိုးကိုးထိစီးနေကနန်းနော်၄ခါလဲထောက်ရမယ်၃လုံး၉လဲထောက်မယ်၉ထိလဲဖြစ်ရမယ် ကိုတည်စီနဲ့ကညာ9ခုနဲ့ဆိုတဲ့ကညာဒီတနေ့နဲ့နဲ့3နဲ့4နဲ့ဒီနေရာမှာထွက်တော့မဲ့အချိန်မှာသုံးလုံးပေါင်း8လဲထည့်တယ်ဗရိတ်ခွန်လဲထည့်တယ်ခါနဲ့ဗရိတ်နဲ့ကိုလိုလဲထည့်တဲ့အတွက်ဒါ9ခု2ဆိုတဲ့ကညာပတ်လေအကွက်ရွှေ7နဲ့ကစားကျင်တာပေါ့နော်ဒီ సై ကလေးကတော့ဒါဦးနဲ့တို့ဒါ6 8ခုတဲအောင်လဲ సై ကလေးပေါ့နော်အဲ့တော့ဒီလိုင်းလေးတွေကနေပြီးတော့ဒီဘွဲမှာကညာလေးတစ်ကွက်ကိုကစားမှဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဘွဲမှာအဲ့ဒီကညာလေးကလည်းဘယ်လိုပုံစံမျိုးကစားကျင်တာလဲဆိုတော့6 8ခုလိုပုံစံမျိုးပဲသူကလည်းအင်မတန်ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့် ဒီသုံးလုံးပေါင်းကို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 နော်ဒီမှာလဲအဲ့လိုပဲသုံးလုံးကို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 လို့ကစားတယ်ကစားပြီးတော့မှဗရိတ်ရှိထိတ်နေဗရိတ်နေရှိလို့ထည့်လိုက်တယ်ဒါပထမတကက်ဈာနဲ့မှသုံးနေကြတယ်သုံးလုံးပေါင်းကို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 ကိုဖြစ်ရှင်၄မျိုးကစားတယ်ဗရိတ်ရှိထိတ်နေဗရိတ်နေရှိဈာထဲမှာသုံးနေကြတယ်သုံးလုံးပေါင်းကို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  ဘုဖြစ်ရှင်၄မျိုးကစားတယ်ပရိရှိထိတ်နဲ့ပရိနဲ့ရှစ်လို့သူထည့်အဲ့ဒီလိုထည့်ပြီးကြနဲ့ဒီပထမအကတ်မှာဒီကိုဖြစ်ရှင်၄မျိုးကစားတဲ့အတွက်သူ့ရဲ့ဒီဘက်နှစ်မှာဒီခါနဲ့ဒီအခွားနဲ့ကိုလို့ဖြစ်တာရဲ့အောက်ကဒီကနန်းဒီတုံးကိုတစ်ဆိုတဲ့ကနန်းဒီကိုရဲ့နှက်ခတ်6မို့လို့တုံးကိုတစ်ဒီဒီမှာ6ချိန်မှာထွက်တယ်ဒုတိယကတ်မှာလည်းကိုဖြစ်ရှင်၄ကကစားခဲ့လို့ဒီဘက်နှစ်ထဲကဒီသုံးလုံးပေါင်းကိုလို့ဖြစ်တာရဲ့အောက်က3တုံညာခွန်း3ညာ3ခွန်းဆိုတဲ့ကနန်းဒီကိုရဲ့နှက်ခတ်6မို့လို့6ချိန်မှာပဲကစားတယ် ဒီတတိယကမှလည်းအဲ့လိုပဲကိုးဖြစ်ရှင်၄မျိုးကစားလို့ဒီဘက်နှစ်ကနော်၃လုံးပေါင်းခြင်းကိုးဆိုတာဒီတစ်ခုပဲရှိတယ်နော်ဒီခါနဲ့ဒီခွားနဲ့ကိုးလို့ဖြစ်တာရဲ့အောက်က၈၆ခုံးဆိုတဲ့ကဏ္ဍဒီ၆ချိန်မှာကိုးရဲ့နှစ်က၆မဟုတ်လို့၆ချိန်မှာနော်၆၈ခုံး၁အဲ့ဒီဘွဲမှာကအောင်ခဲ့တယ်ဗောဒီစီလိုင်းအရာအဲ့တော့ဒီစီလိုင်းကနေနောက်ထပ်အကွက်ရွှေစနစ်နဲ့ဒီဘွဲမှာဘာကြီးကြံခဲ့လဲဆိုတော့ဒီပထမအကက်မှာကိုးဖြစ်ရှင်နေနဲ့ကစားခဲ့တဲ့အတွက်ကို၆ချိန်မှာဒီအကွက်ရွှေကဏ္ဍအောင်ခဲ့တယ်လို့ကြံနေတာဒီရှစ်ပတိတ် ထိတ်နဲ့ပလိနဲ့ရှစ်ဆိုတာကြမ်းနေတယ်။ကြမ်းနေတော့ဒီရှစ်ဖြစ်ခြင်းကြောင့်နော်ရှစ်ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်းကိုလို့ဖြစ်တဲ့နှစ်ထဲမှာရှစ်ရဲ့နှစ်ခါတိပရိနော်ရှစ်ရဲ့နှစ်ခါဒီပရိတိလို့ခံမယ်တိရဲ့ပါပါဒီ6ပရိနော်တိပရိရဲ့အောက်က6ပရိ965ဆိုတဲ့ကဏ္ဍဒီဒီနှစ်ထဲမှာအကွက်ရှိဖြစ်နေလိုက်ထွက်မယ်သူထွက်တော့မဲ့အချိန်မှာပရိရှိထိတ်နေပိနေရှစ်ကြောင့်ရှစ်ပရိရဲ့ဇောင်းပါပဲထွက်ရမယ် ဒီတိပရိတ်အောက်က6ပရိတ်ဒီရှိပရိတ်ရဲ့ဇောင်းမှာထွက်ရမယ်တခြားအထောက်တွေရှိသေးတယ်အကုန်လုံးရှုပ်ချက်တွေခတ်ကုန်မှာဆိုလို့အနေငါထည့်မပြတော့ဘူးနော်အဒုတိယကမှလည်းအဲ့လိုပဲဒီကိုပြရှင်ရဲ့ကစားတဲ့ဟာဒီတုံညာအတုံးခုဆိုတဲ့ကဏ္ဍ6ချိန်မှာအောင်ခဲ့တယ်အောင်ခဲ့တော့အဲ့ဒီမှာကြံခဲ့တာဒီရှိပရိတ်ထိတ်နေပရိတ်နဲ့ရှိလို့ကြံခဲ့တဲ့အတွက်ဒီနေ့သေးကနော်ရှိရဲ့နှစ်ခတ်ဒီတိပရိတ်တိရဲ့ပါပါဒီ6ပရိတ်ပရိတ်တိရဲ့အောက်က6ပရိတ်3 5 8ဒီဒီနေ့သေးမှာပရိတ်ရှိရဲ့ဇောင်းမှာပဲဒီထွက်တယ် ဟုတ်ပြီဒါဆိုရင်တတိယကမှာလည်းကိုပြည့်ရှင်နဲ့ပတ်သက်ပြီးတော့ဒါ6ချိန်မှာ6ရှိခွန်းဆိုတဲ့ကဏ္ဍသူအောင်သွားပြီအောင်သွားတော့ဒီဗရိတ်ရှိအထိတ်နဲ့ဗရိတ်နဲ့ရှိကြောင်းဒီနေ့ထဲမှာရှိရဲ့နှက်ခတ်ဒီဒီမှာတိဗရိတ်တိရဲ့ပါပါဒီ6ဗရိတ်ရွေးစရာဘာမှရှိဘူးဒီတစ်ခွက်ပဲရှိတယ်တိဗရိတ်ရဲ့အောက်က6ဗရိတ်6နှစ်ရှိဆိုတဲ့ကဏ္ဍဒီနော်ဒီနေ့ထဲမှာဒီဗရိတ်ရှိရဲ့ဇောင်းမှာကြရမယ်ဆိုတော့သူ့ရဲ့အောက်မှာဗရိတ်ရှိဒီလုံးဝမရှိတော့ဘူးဗရိတ်ရှိဒီဒါနောက်ဆုံးဘွဲပဲအဲ့တော့ ဒီတိပရိရဲ့အောက်က6နှစ်ရှိစုတဲ့ကနေကဒီရှိပရိရဲ့ဇောင်းမှာကြာမယ်ဆိုတော့ဒါဒီဘွဲ့နောက်ဆုံးပဲပေါ့နော်အင်မတန်ချစ်ကြကောင်းတဲ့ line ဖြစ်တယ်ဒီ site နဲ့ပတ်သက်ပြီးဒီအကွက်ရွှေကနန်းကပေးမယ်ဆိုရင်ဒီကနန်းလေးကလုံးဝပေးနိုင်တယ်ပေါ့နော်ပထမကမှာလည်းအဲ့လိုပဲဖြစ်စင်ဒီအားလုံးကိုတည်လိုက်တယ်တည်ပြီးတာနဲ့တိပရိရဲ့အောက်က6ပရိဒီဒီရှိပရိရဲ့ဇောင်းမှာထွက်တယ်ဒုတိယကမှာလည်းအဲ့ဒီလိုပဲဖြစ်စင်ဒီအားလုံးကိုတည်လိုက်တယ် ဒီတိပရိရဲ့အောက်က6ပရိ3 5 8ဆိုတဲ့ကဏ္ဍဒီဒီ10ပရိရဲ့ဇောင်းမှာပဲထွက်တယ်တတိယအကမှာလည်းဖြစ်စဉ်တွေအားလုံးကိုတင်လိုက်တယ်တိပရိရဲ့အောက်က6ပရိဒီ6 2 8ဆိုတဲ့ကဏ္ဍဒီပရိရှိကလည်းဒါနောက်ဆုံးပဲဒီနေရာလေးမှာပဲထွက်ရမှာပေါ့နော်ကဲနောက်တစ်ဆိုင်လေးထပ်ပြပေးမယ်ဆိုဦးနဲ့တို့ဒါကလင်နာလေးအများကြီးမတုံးတော့ဘူးပေါ့နော်ဒီထဲမှာပဲဦးနဲ့ရှင်းအောင်လေးတော့လောက်ထားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီကနေစမယ်82ပေါ့ဒီ82ခုနှစ် 82ခုနှစ်ဒီနှစ်စုံတဲ့ခုနှစ်တည်းကကဏ္ဍတကွက်ပေါ့နှစ်စုံတဲ့ခုနှစ်တည်းကကဏ္ဍတကွက်၄3 6ဆိုတဲ့ကဏ္ဍဒီနှစ်နှစ်ချပြီသူ့ရဲ့မြင်းကုန်မှာဒီကဏ္ဍကဒီမှာအကွက်ရွှေ့ဖြစ်နေထွက်တယ်ထွက်တဲ့အချိန်မှာနှစ်စုံတဲ့ခုနှစ်တည်းကကဏ္ဍက၅စုံတဲ့ခုနှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တဲ့အတွက်နှလုံးပေါင်းချင်းခွန်ပါတဲ့ကဏ္ဍထွက်တယ်ဒါပရမတ်တကက်ဒုတိယ62ခုနှစ်တည်းကဒီကဏ္ဍ၅စုံတဲ့ခုနှစ်တည်းကိုထွက်တဲ့ခါမှာလဲနှလုံးပေါင်းချင်းခွန်ပါတဲ့ကဏ္ဍထွက်တယ်တတိယကဒီနှစ်စုံတဲ့ခုနှစ်တည်းက ဒီကနန်းလေးငါးစုံနဲ့ကိုနေတဲ့မြင်းကိုမှထွက်တဲ့အချိန်မှာလဲနှလုံးပေါင်းခွန်ပါတဲ့ကနန်းထွက်လာဟုတ်ပြီဒါဆိုရင်ဒီစရုပ်ထအကပ်ပေါ့နော်အဲ့တော့နှစ်စုံနဲ့ကိုနေတဲ့ဒီကနန်းဒီငါးစုံနဲ့ကိုနေတဲ့ကိုထွက်မယ်ဆိုရင်နှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းထွက်တာနော်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမြစ်စမအကပ်မှာဒီနှစ်စုံနဲ့ကိုနေတဲ့ကနော်နှစ်စုံနဲ့ကိုနေတဲ့ကဒီကနန်းတိတုံညာ6ဆိုတဲ့ကနန်းဒီနှလုံးပေါင်းချင်းခွန်ပါတဲ့အတွက်ဒီနေရာလေးကိုဒါဦးနိုင်ကထွက်ရှင်တယ်ထို့သူနောက်ပွဲမှာ နှလုံးပေါင်းချင်းခွန်ပါတယ်ခင်ဗျာဒီတကွက်ဒီနေရာလေးကိုထွက်ချင်တယ်အဲကြားထဲမှာဒီဒီနှစ်ချိန်ကတော့မပါတော့နောက်ဆုံးပွဲကြဒီနေရာလေးမှာလည်းနှလုံးပေါင်းချင်းခွန်ဆိုတော့ဒါသုံးကွက်ပဲထိုးရမှာကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကကြတော့ဦးနေတို့ဒီမှာဒါရှစ်စွန်းတဲ့ကုနေထဲကဒီရှစ်စွန်းတဲ့ကုနေထဲကပထမဦးဆုံးသုံးထိပ်စီးနေခင်ဗျာဒီရှစ်စွန်းတဲ့ကုနေထဲကသုံးထိပ်စီးနေခင်ဗျာဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ်မြောက်ထဲမှာသုံးထိပ်စီးနေခင်ဗျာဒီသူ့ရဲ့ဒီပဲခုနှစ်နှစ်မြောက်ထဲမှာထွက်တယ် ဒါ98ခုနှစ်ကကနဒါဆိုရင်ဒီ98ပြီးတော့80နဲ့8ခုနှစ်ကကနတုံးထိပ်စီးပြီးတော့၄ထိပ်စီးနဲ့ကန၄ထိပ်နဲ့ကနဒီတနည်းနှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်9နှစ်မြောက်တဲ့မှာဒီမှာလာထွက်တယ်နော်တုံးထိပ်ပြီးတော့၄ထိပ်နဲ့ကနဒီမှာလာထွက်တယ်ဒါဆိုရင်88ပြီးပြီဆိုတော့ဒါ98ခုနှစ်တည်းကကနနော်၄ထိပ်ပြီးတော့ဒါဦးနဲ့တော့9ထိပ်စီးနဲ့ကနတနည်းနှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်9နှစ်မြောက်တဲ့မှာ9ထိပ်စီးနဲ့ကနဒီဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်98ပြီးတော့2008ခုနှစ်တည်းကကန ငါးထည့်စီပြီးတော့ငါးထည့်ပြီးတော့ဒီမှာ6ထည့်စီနဲ့ကနေ6 8 4ဆိုတဲ့ကနေဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်လောက်တယ်မှာဒီမှာလာထွက်တယ်နော်ဟုတ်ပြီဒါဆို90 2000ရှိပြီးတော့2018ခုနှစ်တည်းကကနေနော်ပထမတော့က3ထည့်စီနဲ့ကနေဒီမှာလာထွက်တယ်ဒုတိယအကမှာ4ထည့်စီနဲ့ကနေဒီမှာလာထွက်တယ်တတိယအကမှာ9ထည့်စီနဲ့ကနေဒီမှာလာထွက်တယ်စတုတ္ထအကမှာ6ထည့်စီနဲ့ကနေကဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်အခုဒါပြင်ဆင်မှမရဘူးပေါ့နော်ဒီ2018ထည့်ကခွန်ထည့်စီနဲ့ကနေ ရွေးချယ်တရားလုံးဝမရှိဘူးပေါ့နော်တကွက်ပဲရှိတယ်ဦးနေနေတူတူလိုက်ကြည့်လိုက်ခွန်ထေစီနဲ့ကဏ္ဍဒီခွန်6တုံညာဆိုတဲ့ကဏ္ဍလေးတကွက်ပဲရှိတယ်သူ့အောင်မှာလဲခွန်ထေစီဒီမရှိတော့ဘူးအဲ့တော့ဒီခွန်6တုံညာဆိုတဲ့ကဏ္ဍလေးကိုဒါဒီပွဲမှာနော်ဦးနေငါတော့ဒီလိုလေးထည့်ပေးတယ်6တုံညာခွန်လို့ထည့်ပေးလိုက်တယ်